slipped through brilliantly and a real opportunity for ASEAN All Stars. They've opened the scoring. Wang Wang Luin. မေဘန်ချန်လန်ကန့်ပြိုင်ပွဲတွင်မန်ယူနိုက်တက်အသင်းကိုတကူးကူးမရှိဖြင့်အနိုင်ယူပြီးစုဖလားရယူခဲ့တဲ့အာဆီယံဩစတြာအသင်းမှအနိုင်ကိုသိမ်းယူခဲ့တဲ့မောင်မောင်လေးမြန်မာနိုင်ငံတို့ယနေ့မေလ29ရက်နေ့ကပြန်လည်ရောက်ရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါမေဘန်ချန်လန်ကန့်ပြိုင်ပွဲကိုမေလ28ရက်နေ့ကမလေးရှားနိုင်ငံကွာလာလပူမြို့ရှိဘူကေဂျာလီကွင်းမှာကျင်းပရာ အာဆီယံဩစတြာအသင်းကမန်ယူအသင်းအားတကူးကိုမရှိဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။မော်မော်လီသည်ရင်းပွဲတွင်ပွဲထွက်ကစားခွင့်မရတော့လေဒုတိယပိုင်းအစတွင်လူစားဝင်ကစားခွင့်ရခဲ့ပြီး82မိနစ်မှာနိုင်ကိုသွင်းယူခဲ့ခြင်းကြောင့်မော်မော်လီသည်နာမည်ကြီးအင်္ဂလန်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုကိုသွင်းပို့တဲ့ပထမအဆုံးမြန်မာကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ကျွန်တော်လည်းမှန်မှာပြရတယ်ဟိုဘယ်လိုဘောလုံးကစားဆိုတော့အိမ်ကလာကွင်းတော့ပြိုင်ဘက်တွေပဲလေနော်အဲ့တော့ထရီဒူးတော့မြင်ကြတာမျိုးကိုကိုကိုတော့ပုံပြရပြီးတော့ဟိုကျွန်တော်ရဲ့မိဘတော့ကျွန်တော်နိုင်ငံတော့ ကျွန်တော်ကျွန်တော်တို့အပင်းတဲ့လူမျိုးတွေတော့ဘုံပြပါတော့ Manchester United အသင်းကိုအနိုင်ကိုသွင်းယူခဲ့တဲ့မမောင်လင်သည် Professional ကစားသမားဘဝကို Hunter United အသင်းတွင်စတင်ခဲ့ပြီးနောက်ရန်ကုန် United အသင်းသို့ပြောင်းရွှေ့က2021ခုနှစ်ထိုင်းကလပ် Lanfon Warrior အသင်းသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။မမောင်လင်သည်2025 U20 ကမ္ဘာဖလားပြိုင်ပွဲဝင်ကွင်းအရမြန်မာ U20 ကစားသမားတအုပ်ဖြစ်ပြီး2026ခုနှစ်ခရဲကမြန်မာလယ်ရေးစင်အသင်းတွင်ရွေးချယ်ခံရသူဖြစ်ပါတယ်။မမောင်လင်သည်2021ခုနှစ်တွင်မြန်မာလယ်ရေးစင်အသင်း၏အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး ပြည်ရတဲ့နှစ်ကုန်ပိုင်းကကျင်းပတဲ့အာဆီယံကပ် ပြိုင်ပွဲမှာအင်ဒိုနီးရှားနဲ့ပွဲပြီးမှပရိသတ်ကိုဆဲဆိုမှုကြောင့်အသင်းခေါင်းဆောင်ယာရူမရုတ်သိမ်းခံရတော့လေနောက်ပိုင်းပွဲများတွင်ပြန်လည်ကြိုးစားခဲ့တာကြောင့်အသင်းအတွက်အရေးပါတဲ့ဂိုးများသွင်းယူနိုင်တဲ့အပြင်ပရိသတ်များ၏အားပေးမှုလည်းပြန်လည်ရရှိခဲ့ပါတယ်